ဟိုပြိသက်ဆရာနေပြောစာနဲ့လှမ်းပြောဟာဒီဝိတုလျာတော့ဘလိုဖြစ်တော့ဒီလိုဖြစ်တယ်ဗျာညာဆိုအာအဲအဲ့ဒါလေဗျာဟိုတနေ့တနေ့ကိုစောင်းရတရားအထက်မှာစာတွေလာတယ်ဗျာငါလာတော့ကျွန်တော်ကအဲ့လိုမအောင်မြင်ခင်တည်းကကျွန်တော်မှဆုံးဖြတ်ချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ ဲဒီတခါတော့ကျွန်တော်တို့ဒီစာပေလောကလေးမှာပဲပေါ့နော်ဖြစ်ပျက်ခဲ့တာဘာမှတော့ထွေထူတော့မဟုတ်ပါဘူးကျွန်တော်တို့လောကလေးကလည်းချင်းချင်းလေးပဲမဲ့လူတယောက်အောင်မြင်လာပြီဆိုလို့ရှိရင်ဝေဘာနာတွေတက်ခိုက်တာတွေအဲ့ဒါတွေတော်တော်ဆူဆူညာညာကြားရတတ်တဲ့ရဝန်ဒေတာလေးတစ်ခုပါပဲဟာဒါအနုပညာလောကဘယ်လောကမဆို ရှိတော့ရှိမှာပါဒါပေမဲ့စာပေသမားကကြတော့ဒီလိုအင်တာနက်ခေတ်မဟုတ်ရင်တောင်မှ ကျွန်တော်တို့မှအဲ့ကျွန်တော်တို့အောင်မြင်စားအချိန်မှာဌာနခေတ်လည်းမဟုတ်သေးဘူးဌာနတစ်ခုနှစ်ခုရှိရင်တော့မှအဲ့ဌာနတစ်ခုနှစ်ခုကနေပြီးတော့ဟောဝေဘာနာတိုက်ခိုက်တာဘာညာအများဆုံးရှစ်တပ်ပါတယ်အဲ့တော့မန္နာတွေလည်းရှိပါတယ်ဟောအမန္နာတွေလည်းရှိပါအဲ့သေချာတာကတော့လူတယောက်အောင်မြင်လာလို့ရှိရင်အဲ့လူတောင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုရှိတယ်စိတ်ဝင်စားမှုရှိရင်ကနေပြီးတော့မနာလိုတဲ့လူတွေရှိတယ်နောက်ပြီးတော့တကယ်ကိုမုဒိတာပွားနိုင်တဲ့သူတွေလည်းရှိပါတယ် အဲဒါကတော့ဖြူဖြစ်စဉ်သဘာဝပါအဲ့တော့ကျွန်တော်အောင်မြင်လာတဲ့အချိန်မှာအဥပမာတောကချီယာအဲ့မထုတ်ခင်အဲကျွန်တော်ကဗျာစာအုပ်စပြီးရိုက်ရိုက်ချင်းအဲ့အချိန်မှာကဗျာရိုက်ဖို့ဘဲထုတ်ဝေသူမှမထုတ်ရဲပါဘူးကဗျာစာအုပ်ထုတ်ပြီဆိုလို့ချင်းကိုပ္ပစံရှိရင်လည်းကိုမထုတ်ရဲဘူးဘာလို့မထုတ်ရဲလဲဆိုတော့စာပေစစ်စစ်ကိုဘယ်လိုကြောရမလဲဖြတ်ရမလဲဆိုတော့ဘယ်သူမှမသိဘူးသူတို့စာပေတိုက်တွေပဲ ကျွမ်းဝင်တယ်အဲ့ဒီကလူတွေနဲ့အချိတ်ဆက်လည်းရှိတယ်အဲ့တော့အခုခေတ်မှာကျွန်တော်တို့ကပတ်စံရှိတယ်ဆိုစောက်လိုက်ကောက်ထောင်လို့ရတယ်နော်ပတ်စံရှိတယ်ဆိုကိုပတ်စံနဲ့ကိုနဲ့စောက်ထုတ်ပေးသားမှာဆိုပြီးတော့ပတ်စံပေးလို့ရတယ်ဟိုခေတ်ကအဲ့လိုမရပါဘူးဘယ်သူမှလွယ်လွယ်ကူလည်းမထွက်ပြေဘူးအဲ့တော့စောက်တွေကထွက်တာခက်ကဲပိုခက်တာကဗျာစောက်ပို့ပြီးခက်ပါတယ်အဲ့ဒီကာလမှာပြောမယ်ဆိုလို့ရှိရင်တော့ဟိုကျွန်တော်တော့ကချီယာရနာစာအုပ်က86ခုနှစ်ဩဂတ်မှာစတ်ထွက်ပါတယ်အဲ့ပထမဆုံးချိန်3000 ရိုက်လိုက်တာချက်ချင်းဝုန်းဆိုကုံသွားပါတယ်ဘာလို့ကုံလဲဆိုတော့ဒါရှင်းရှင်းလေးပဲဟိုကျွန်တော်တော်လို့ကျွန်တော်တက်လို့ကျွန်တော်ကြပြားတယ်အဲ့လိုမဟုတ်ဘူးအဲ့ဆိုကျွန်တော်ကအစီအစဉ်တကြပြိတ္တကိုအားကိုးပြီးတော့ပြိတ္တကိုစုဆောင်းနိုင်လို့ပါအဲ့ဒီအချိန်မှာကျွန်တော်ကြပြားစာကိုသုံးတော့ပြက်ခနဲ့ကုံသွားတဲ့အချိန်မှာကျွန်တော်ဝတ္ထုဆောင်ရည်က6000ခန်းတောင်ရှိနေအဲ့ကျွန်တော်ပြိတ္တရဲ့တဝက်ဒီကြပြားစာအုပ်ထဲမှာချက်သွားပါတယ်အပြောချင်လားအဲ့ဒီအချိန်မှာဝေဝင်းဆရာတောက်ကနေရေးတယ် အောင်မြင်ပါဗောကဗျာအချစ်ကဗျာလေးကြီးပဲရေးလိုက်အဲကျွန်တော်ကတခါပြန်ပြောလိုက်တယ်အာအဲ့ကဗျာဇောင်းကိုနော်စရင်ချပြီးမှတ်လိုက်အပိုင်းတက်အချစ်ကဗျာကြီးတက်တက်အပိုင်းနှစ်ကအချစ်နဲ့အိမ်တော်ကြီးနော်ဘဝနော်အချစ်ကောအိမ်တော်ကြီးရောဘာရောမပါတဲ့ဒီပဝင်းကျင်နဲ့ခက်ခဲအရိုက်ခတ်အဲအဲ့လူကန္နာတွေခွဲပြီးအဲ့ဒီပေါင်းလိုက်တဲ့ခါမှာချစ်ကြပြတွေကဘလောက်ပဲရှိပြီးတော့ဗလာတွေကဘလောက်ချစ်ကြပြမဟုတ်တာတွေကဘလောက်ပါဆိုပြီးတော့ကျွန်တော်ကပြန်ပြော အပြန်ပြောတယ်ဆိုတာစာနဲ့ပြန်ရေးတယ်ပေါ့နော်အစောမှပြန်ရေးအဲ့ကြတော့ तू က data အတိအကျနဲ့ပြောတော့ तू ဘာမှမပြောပြန်ဘူးအဲ့တော့ဒီနေ့ကျတော့အဲ့လိုပေါ့နော်ဟိုဝိထုစာအုပ်ဆိုရင်လည်းအဲ့လိုပဲဟာအချိဝိထုတွေပဲအောင်မြင်နေတာအာဘောဒေဖို့ကဘာဖြစ်တယ်ဘာညာဆိုအဲ့ချိန်တော့ဘောဒေဖို့ဆိုပြီးတော့ဗျာဒီဘဝတဲမှာမွန်းကျက်နေတဲ့ဟာတွေကိုရေးတယ်အဲ့ဒါဘောဒေဖို့နော်အချိဝိထုကအချိဝိထုပဲအဲ့တော့အချိဝိထုမှာလည်းနော် စိတ်ကူးရင်အချိဝတ္ထုနဲ့စိတ်ကူးမရင်တဲ့ဘဝတည်းကအချိဝတ္ထုအဲ့လိုဘလို့မှခွဲမပြောတော့ဘူးเนาะအာစိတ်ကူးရင်အချိဝတ္ထုတွေပဲအဲ့လိုပြောပြီးတော့တက်ခဲတာတွေများတယ်ဗျအဲ့တက်ခဲတာတွေများတော့ကျွန်တော်တို့ကသတင်းကြွဆိုရင်ဇာညင်းကြော်ဦးဆောင်ပြီးတော့ဗောနော်ကျွန်တော်တို့ကိုနွန်ကြာတို့ဗောအကုန်လုံးကဆံမင်းသူဝင်ရောအရင်ဆုံးတကရော့တယ်ဗျကရော့ပြီးတော့မှဆံမင်းသူဝင်ကသူဝလိုက်လာပြီးတော့ဆာဇော်ကြီးကိုသွားတယ်ဗျသွားပြီးတော့ဆာဇော်ကြီးကိုကရော့တယ်အဲ့အိမ်မှာကျွန်တော်ကဆာဇော်ကြီးကိုရေမွှေးပြီးတိုင်တာဗောနော် အာဆရာကြီးကျွန်တော်ကအဲ့လိုအဲ့လိုပဲပေါ့ဝေဖန်တာတွေအများများတယ်များပြီးတော့ဟိုဟုတ်တာလည်းရှိတယ်မဟုတ်တာလည်းရှိတယ်ပေါ့အဲ့လိုပြောပြောစိတ်ညစ်ဖို့တော်ကောင်းတယ်ပေါ့နော်အာဆောင်ရီထိတ်ဆုံးရောက်တာလည်းပဲသိပြီးတော့အဆင်မပြေဘူးစိတ်ထဲမှာခံစားရတယ်ပေါ့ဆရာကြီးကတည်တည်ငြိမ်ငြိမ်နဲ့နားထောင်ပြုံး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 လိုက်ပြီးတော့မှမောင်စင်ဝင်းနဲ့သူတို့ပြောတာတွေကဟုတ်သလားတဲ့ဟုတ်ပြီးတော့မင်းပြင်သင့်တယ်ထင်လို့ရှိရင်ပြင်လိုက်ပေါ့ကွာတဲ့ သူတို့ပြောတာတွေမဟုတ်ဘူးလားတဲ့မဟုတ်ဘူးဆိုလို့ရှိရင်မိမိလိုက်ပေါ့ကွာတဲ့ပြင်မလားမိမလားဒီနှစ်ခုပဲမစဉ်းစားကျွန်တော်မစဉ်းစားနဲ့ကျွန်တော်အဲ့လိုပြောခဲ့ဘူးတယ်ဗျအဲ့ပြောခဲ့ဘူးပြီးတော့နောက်ပိုင်းမှာကျွန်တော်ဒီဝိထုလေးရေးပြတယ်ဗျဘာလို့ရေးပြဆိုအခုကျွန်တော်တို့ခက်ကတော့ဟို like ပေးတယ်ပါ share ပေးတယ်ဆိုတော့မျိုးမရှိတော့ကျွန်တော်တို့ကဟိုစပေးစာပြီးပေါ့ဗျာတဘောတော့ဟို ပရိသတ်ဆရာနေပြောစာနဲ့လှမ်းပြီးဟာဒီဝိတုလျာတော့ဘလိုဖြစ်တာဒီလိုဖြစ်တယ်ဗာညာဆိုအာအဲအဲ့ဒါလေဗျဟိုတနေ့တနေ့ကိုစောင်းရတရားအထက်မှာစာတွေလာတယ်ဗျ။အဲလာတော့ကျွန်တော်ကဒီနေ့မှစကားညှပ်ပြီးပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကအဲ့လိုမအောင်မြင်ခင်တည်းကကျွန်တော်မှဆုံးဖြတ်ချက်တစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်စီကိုမေးဆက်စာရေးရင်ကျွန်တော်ဘစ်တော့မှမပြန်ဘူးဆိုတဲ့ဆုံးဖြတ်ချက်တစ်ခုရှိတယ်။အဲ့ဒီဆုံးဖြတ်ချက်ကိုနော် ဆုံးဖြတ်ချက်အတိုင်းအစ္စရေလာတယ်ကျွန်တော်မပြောင်း။ဒါပေမဲ့ပြန်မဖြစ်မေးထားတဲ့မေးခွန်းမျိုးကျွန်တော်စောင့်တယ်နဲ့ပတ်သက်တယ်ကျွန်တော်မျိုးနှုတ်ပညာနဲ့ပတ်သက်တဲ့ဟာမျိုးဆိုရင်ကျွန်တော်မပြောင်းရင်မဖြစ်တော့ဘူးဗျ။အဲဆရာဒီဝိတ္ထုတွေမှာဒီလိုမှားနေတယ်ဒီလိုဘာလို့ပြောတာလဲဟုတ်လို့ပြောပါလား။ဘာညာဒါဆိုကျွန်တော်ပြန်ပြောရအောင်မယ်။အဆရာဒီဒီဝိတ္ထုကတော့ဘာနဲ့တူနေတယ်ဟုတ်လို့ဖြစ်တယ်ဒီလိုဖြစ်တယ်ဒါဒါမျိုးတွေကျွန်တော်ရှင်းရမယ်ဗျ။အဲ့ထင်ကြရင်ကျွန်တော်စုထားတယ်။စုထားပြီးအဲ့လိုပြန်ရမယ်စာမျိုးမှ90000 10000

ဟောပြောပွဲတွေကျွန်တော်လိုက်တဲ့အချိန်ကျရင်တော့အဲ့လိုပရိသတ်မျိုးကိုကျွန်တော်ဦးစားပေးပြီးအဲ့ဒီမျိုးကကျွန်တော်စီစာရောက်ဖို့ရဲဆိုတော့ကျင်အဲ့အိမ်ကိုကျွန်တော်ရောက်ပြီးတော့တွားပြီးတော့နှုတ်ဆက်တယ်ဝင်းတာတယ်ကျွန်တော်ဆုံးဖြတ်ထားလို့တလို့မလုပ်ပါဘူးဘာလို့ဆုံးဖြတ်ထားလဲဆိုရင်များပွင့်ဝင်လင်းလင်းထပ်ပြီးပြောပြမယ်အဲ့လိုမိတ်ဆက်စာရေးပြီးတော့ဟိုတိကျွမ်းခင်မင်နဲ့เนาะကိုစဖပရိသတ်နဲ့ကိုနဲ့မညှိကျင်တော့အဲအဲ့လိုတန်ရုံးစင်တွေဖြစ်ကုန်တာတွေပါတယ်ကျွန်တော်ဟိုရှစ်ခစ်ချစ်ခက်က ဝတ္ထုတွေမှာဖရတယ်ဗျအဲ့ဒါကျွန်တော်မကြိုက်ဘူးကျွန်တော်စဖတ်သူနော်စဖတ်သူအနေနဲ့ကျွန်တော်ဖတ်ပြီးတော့အဲ့လိုကိုပရိသတ်နဲ့ကိုပြန်ပြီးတော့ဟိုတန်ရိုးစင်တွေဖြစ်ပြီးတော့ဖြစ်တဲ့ကိစ္စဇလန်းတွေကိုဗျာဖတ်ငါလားဆိုရင်ငါကြရင်အဲ့လိုဖြစ်မခံနိုင်ဘူးဆိုမျိုးကျွန်တော်ဆုံးပြတ်ထားတယ်ဆုံးပြတ်ထားတဲ့အတွက်အဲ့လိုဖြစ်သွားတယ်ဗောနော်အဲ့တော့ကျွန်တော်စီလာတဲ့စာတွေထဲမှာဗျာအများစုဒီနေ့ပြောချင်တာကဘာလဲဆိုတော့အကျိုးဖြစ်တဲ့ စာတွေသူတို့အတွက်အကျိုးရသွားတဲ့စာတွေဥပမာအဝိထုတဲ့ကကလေးတယောက်ကျွန်တော်ဝိထုတပုတ်တဲ့ကကလေးတယောက်ပေါ့အဲ့အဲ့ကလေးလေးကအလုလာရှောက်တော့ရင် तू อ่ะဗျချိုးတည်ပြီးတော့ဟိုအာစီခဲ့ဗျเนาะအာစီ तू อ่ะနေပြီးတော့ចောင်းထုတ်ခံလိုက်ရတယ်ကလေးနဲအဲ့ကလေးကအေးကနေပြီးတော့ဆင်းလာအေးကနေပြေးလာပြေးလာပြီးတော့မှဘယ်မှနေစားထိုင်စားစားစရာမရှိတော့အလုလာရှောက်အဲ့အလုလျှောက်တော့ကျွန်တော်တို့ကအလုသမားခေါ်တာဗျာ လောက်သမားခေါ်ရဆိုတာမျက်ရှင်းမှုမျက်ခုတ်ဖို့တန်ချောင်းထမ်းမှုဒီဒီအလောက်ကျန်းသမားခေါ်တာလေးတန်းအောင်ရင်ရပြီအဲ့မှာအဲ့ကလေးက second ညဖြစ်နေတယ်အဲ့တော့စပြီးတော့ကျွန်တော်တို့အလောက်ရွေးမဲ့ဆိုထမ်းလိုက်တရားနေပြီးတော့အဲ့6လော်တွေကြည့်ပြီးတော့အာအဲ့ကောင်ပဲပဲပဲဆိုပြီးတော့ကျွန်တော်နဲ့အတူရွေးတဲ့ engineer တွေအကုန်ပဲခိုင်းတော့ကျွန်တော်ဟဲ့အဲ့ကောင်ငါယူမယ်ဆိုငါငါတို့မယူဘူးတော့လေဘာဖြစ်လို့လဲဆိုရင်မင်းငါတို့က တန်ကြောင်းထားခိုင်းမှာငါတို့ကမျက်ခုတ်ခိုင်းမှာအဲ့ကြလို့ရှိရင်မင်းဆယ်လောက်အောင်မိသားကောင်ဒီကောင်ဒီကောင်ဆောင်းကြောက်ကြောက်နေမှာအဲ့တော့ငါတို့ကတော့မရွေးဘူးပေါ့ဘူးငါငါအာမခံနဲ့ရွေးပြပါငါပြောဆိုငါငါဆက်ယူငါအခန်းထဲမှာငါဆက်ရေးပြန်ပြီးတော့လောက်ခိုင်းမယ်ဘာကြံလဲပြောပြီးရဲ့အဲ့ကလေးတယောက်ကိုကျွန်တော်ခေါ်ဘူးတယ်ဗျခေါ်ဘူးတော့ပွင့်လင်းပြောလို့ရှိရင်တော့ဗျဝိထုထက်ကြတော့ကျွန်တော်ကအဲ့ကလေးကိုဟိုအဲ့ကလေးကအဲ့ကလေးက second year မှာကျွန်တော်သူ့ကိုပြုပြင်ပြောင်းလဲပြီးတော့ဗောဗျာနောက်အလုပ်ထင်နေရနေပြီးတော့ဟို service ဆိုင်ကိုတက်ခိုင်းဘာနာဘွဲရသွားတယ်ဗျာ ွဲရပြီးတော့နောက် AGDN အပြင်သင်္นานနေပါတယ်တက်ဘာညာနဲ့ဆိုပြီးတော့တကယ်ကိုတော်တဲ့လုံသမားလေးတယောက်ဖြစ်ပြီးအောင်မြင်သွားတယ်။ဟိုသူ့ဟာသူ့အဆောင်လင်းကားနေပြီးတော့တတ်တတ်နဲ့အသေးတတ်တတ်နဲ့ပေါ့နော်။သူ့သူဘဝကိုနားလဲပါတယ်။အဲအဲ့လိုမျိုးရေးလိုက်တဲ့အခါကျတော့အဲ့ဒီဝတ္ထုကိုဖတ်ပြီးတော့မှတ်မှတ်ရဗျ။မင်းမျိုးကကောင်မလေးတယောက်ပေါ့နော်။အဲ့ဒီကောင်မလေးက तू ကဘာဖြစ်နေလဲဆိုတော့ तू တကယ်ဘဝ तू ရေးထားတာနော် तू ကဆယ်တန်းအောင်ပြီးတော့တက်ကူဆက် တက်ဖို့အင်အားမရှိဘူးဘာမှမရှိဘူးမရှိတော့စာပေးစာကိုလည်းသူမတက်ချင်ဘူးမတက်ချင်တော့ပတ်စံလည်းပဲစာပေးစာကိုတက်နိုင်လောက်အောင်ကိုပတ်စံမရှိဘူးလေအဲ့ဒီတည်းသူဒီတိုင်းဘာလို့အမှန်မသိဖြစ်နေချင်မှာဒီဝိထုကိုဖတ်လိုက်တယ်ပေါ့နော်ဖတ်လိုက်တော့ဟာသူတော့အင်အားနှင်ချတဲ့လူတော်မှပဲဒီလိုပဲဘွက်တွေပါရရဒီလိုဖြစ်သွားသေးတာငါငါပတ်စံရှာမယ်နော်ငါမီးပါ哦လဲငါမပြောတော့ဘူးဆိုပြီးတော့သူကအဲ့မေမျိုးကတထေးတောက်အိမ်မှာအိမ်ပေါ်ဝင်လောက်တာဗျအိမ်မှာဝင်လောက်ပြီးအဲ့ရတဲ့ပတ်စံလေးစုပြီးစာစာပေးစာကိုတက်တယ် တက်ပြီးတော့သူဘွဲရသွားတဲ့အကြောင်းเนาะဘွဲရပြီးတော့သူအလုတ်အကန်ကောင်းကောင်းမန်လေးမှာရနေပြီဆိုတော့ကျွန်တော်တို့ဆာလန်းရေးတာအဲ့စာတဆောင်ရှိတယ်။အာနောက်အဲ့အဲ့လိုပဲဟိုကသဘောကတော့နောက်ကျွန်တော်ဟိုမိုးမခပင်နေဆိုချင်းမိုးမခပင်နေတဲ့ကအာဒီသူကဇလန်းမဟုတ်အဲ့ဒီမိုးမခပင်ဆိုတဲ့ကြပြာကိုဖတ်ပြီးတော့မှလေလွင့်နေသူစိတ်တွေဘလို့ထိုင်မာသွားတယ်ဘာညာဘာညာနဲ့အဲ့လိုမျိုးစာတွေတော်တော်များများရတယ်ဗျ။ရောက်တယ်ဗျเนาะရောက်လာတော့ အဲ့ဒါနဲ့ပတ်သက်ပြီးတော့တနေ့ကျတော့လက်ဖေးဆိုင်မှာတကယ်ချင်းတော့နဲ့တွေ့တော့တကယ်ချင်းကကျွန်တော်တော့တော့ပါတော့မင်းတို့အခြေဝိတုကပြားစေအခြေအခြေဝိတုရေးတဲ့ကောင်တွေကွာဘာညာဆိုပြီးတော့ပြောတော့ကျွန်တော်ကသူ့ရည်ပြီးတော့မင်းဟိုငါမင်းမြဲအဲ့ဒါဘာလဲဆိုတော့မင်းဟိုငါအုံးစံကျိုးနှစ်ခွေချပစ်လိုက်မယ်ဘယ်ဟာဆက်နဲ့ကြစ်လဲဘယ်ဟာလက်နဲ့ကြစ်လဲမင်းခွဲရလားလို့မေးလိုက်တော့ဒီကောင်ကြောင်သွားတယ်ဟာရှိလားတဲ့အဲ့လိုအုံးစံကျိုးလက်နဲ့ကြစ်တယ်ဆက်နဲ့ကြစ်တယ် အာရှိတော်ဘောမင်းငါပြောပြမယ်ဘာလို့ဆိုတော့ငါလည်းရမ်းပြောတာမဟုတ်မန်းအောင်မှာအဲ့ဒီအုံးစံဂျိုးจิตတဲ့စက်တွေကိုငါလုတ်ပြရတာလုတ်ပြပြအဲ့မှာငါဆက်သွားပြီးတော့တတ်ဆင်ပြရတာအဲ့ကြတော့မှအဲ့ဆက်လေတော့မှဆက်လေအောင်ပဲငါအလုပ်တတ်တာငါမမြင်ဘူးဆက်နေจิตတာ哦အဲ့ကြတော့မှငါတွေ့တာဆိုဒီကောင်အေးပြောသားမှဟုတ်ပါတယ်ဘာဘလို့ဘလို့ဖြစ်တာလဲ ဘယ်လိုလဲဆိုမင်းငါပြောပြမယ်ကွာအတူကြုတ်ပဲပြောပြမယ်မင်းကိုကျန်တဲ့ process တွေဟိုအဆင့်တွေငါမပြောတော့ဘူးနောက်ဆုံးကဘာလဲဆိုအဲ့ဒီအချီကျိုးအမြင်လေးတမြင်အဲ့ဒါလေးကလဲနေတယ်အလဲနေတော့မှဒီဘက်ကစက်ကထွက်လာတဲ့အုံးစံအမှုံလေးတွေကနေတွက်ကတ်တာတွက်ကတ်ပြီးတော့မှအဲ့အဲ့ကျိုးလေးတွေကပြန်ပူးသွားပူးသွားပြီးတော့မှလိန်သွားပြီးတော့မှအဓိကပြောချင်တာကွာအဲ့ဒီအုံးစံကျိုးကိုမင်းဖွားကြည့်လိုက်အထဲမှာ ကျိုးဖြူဖြူလေးတစ်ချောင်းတွေ့တယ်။အဲ့ဒါဆက်နဲ့ကျက်တာ။လက်နဲ့ကျက်တာအေရီတန်ထွက်တယ်။အဲ့လက်နဲ့ကျက်တဲ့အုံစံကျိုးမှာဖြတ်ကြည့်လိုက်မှဘာမှမရှိဘူး။အဲ့တော့ဆက်နဲ့ကျက်လာလက်နဲ့ကျက်လာမင်းသိကျင်အုံစံကျိုးနှစ်ခွေကိုဒီတိုင်းရှင်းထားကြည့်ဘာမှမမသိဘူး။အဲ့နှစ်ခုဖြတ်ကြည့်လိုက်။အဖြတ်ကြည့်လိုက်လို့ရှင်းအထက်မှာမင်း ခေါ်ကျိုးလို့ခေါ်တယ်အဲ့ဒါ။အဲ့ဒီခေါ်ကျိုးတွေ့လို့ရှင်းအဲ့ဒါဆက်နဲ့ကျက်တာ။ခေါ်ကျိုးမတွေ့ဘူးဆိုရင်လက်နဲ့ကျက်တာ။ မင်းမင်းအဲ့တော့အဲ့တော့မင်းဘာပြောချင်တာလဲဆိုတော့မင်းကငါပြောမယ်အဲ့တော့မင်းအချိဝထုလို့တာမန်ပြောရင်အကောင်လုံးကအချိဝထုပဲကောင်းလင်းနဲ့ကောင်းမလေးချစ်တယ်ဒါပဲဒါပေမဲ့အဲ့ဒီအချိဝထုတွေမှာ ပြောချင်တဲ့ခေါ်ကြိုးတွေဘာတွေရှိလဲအဲ့ဒါဘာတွေပါလဲမင်းအဲ့ဒါကြည့်ထိုင်လားစိတ်ကူးရင်အချိဝထုဆိုတာတကယ်ရှိတယ်စိတ်ကူးရင်အချိဝထုရဲ့အဓိပ္ပာယ်ကတကယ် reality လောကကြီးမှာတကယ်ဖြစ်နေအဖြစ်ပြက်တင်နေကင်းကွာပြီးတော့ ရေးတာတွေကစိတ်ကူးရင်လားစိတ်ကူးရင်အချစ်ဝတ္ထုအဲ့ဒီစိတ်ကူးရင်မပါရင်လည်းပဲဒီဘက်ကဝတ္ထုအနုပညာမျိုးတွေဝတ္ထုမဖြစ်နိုင်ဘူးတကယ်အဖြစ်ပြည့်နေဒီစိတ်ကူးရင်မှုကိုတင့်တင့်အောင်ပေါင်းဆက်ပေးတော့မှအဲ့ဒါအနုပညာပါတဲ့ဝတ္ထုတပုတ်ဖြစ်လာတယ်အဲ့တော့အဲ့ဒီလိုဝတ္ထုတွေမှာအထက်မှာကောင်းလင်းတဲ့ကောင်မလေးညာချင်းမညာချင်းကွဲချင်းမကွဲချင်းနဲ့သူဘာပြောချင်းလဲ ဲ့သူဘာပြောခြင်းလဲဆိုတော့ဟာမာမခွဲထွက်လာတဲ့အထဲမှာခေါ်ကြိုးတွေအများကြီးပါတယ်ဥပမာလူတယောက်ကဘောကိုရင်ဆိုင်ရတဲ့တတ္တိကိုပြကျင်လာလားအလူတယောက်ကရိုးသားမှုကိုပြကျင်လာလားလူတယောက်ကမခံခြင်းစိတ်ကိုပြကျင်လာလားမာနကိုပြကျင်လာလားအဲ့ဒါတွေအများကြီးရှိတယ်အဲ့ဒါတွေကိုမင်းတို့ကခွာမကြည့်ပဲနဲ့ခေါင်းစဉ်ကိုဖက်ပြီးတော့ဟာချိဝရုပဲဟောကဆိုလွှင့်ပြီးတော့မရဘူးအဲ့တော့ခေါ်ကြိုးကိုကြည့်ပြီးတော့မှဘုံစံကြိုးကိုခွဲနိုင်တယ်လို့မင်း ဝိထုတဘောကိုပြောမယ်ဆိုရင်ခေါင်းစဉ်ကဘာပဲတက်တက်အချစ်ဝိထုလည်းပြောပြောဘာပဲပြောပြောအဲ့ထမဘာရနိုင်လဲခေါ်ကြိုးရှိလားမရှိလားမင်းအဲ့ဒါလေးကြည့်ပြီးတော့မှဆုံးပြဆိုကျွန်တော်ကသူ့ပြောလိုက်တယ်အဲ့ဒါကိုကျွန်တော်ကဝိထုရေးပြီးတော့အဲ့ဒီခက်ကပေဖူးလာမှာကျွန်တော်အဲ့ဝိထုတွေထည့်လိုက်တယ်ခေါင်းစဉ်က ခေါ်ကြိုးတဲ့ဟာကျေးဇူးတင်ပါတယ်